လိုအားလုံးပဲမင်္ဂလာပါရှင်မေလေးရဲ့ဖိတ်ကနေပြန်နေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ထိုင်းစတိုင်းထိုင်းကျက်စီထမင်းလေးချက်စာပြေလို့လာပြီးတော့မျှဝေပေးပါတယ်ရှင်မေလေးကကြက်သားကိုကြတော့ကြက်ပောင်ကိုအသုံးပြုထားပါတယ်ရှင်သူ့ကို ရေးဆေးတန်းစင်ပြီးတော့ပြုတ်ပါမယ်ရှင်မလေးတို့အရာတာအတွက်ကကြတော့ကြက်တန်းမုံပိတ်ငံပြရဲ့အကြီးစာပြီးတော့ဓာပြရိုက်ထားတဲ့ကျွတ်လွင်ပြူနန်းနန်းပင်အမြင့်ပြီးရင်ပပလေးထားတဲ့ ဂျင်းတို့ကိုထည့်ပြီးတော့ကြက်သားကို ပြုတ်ပါမယ်ရှင်မင်းလေးတို့ထမင်းချက်ဖို့အတွက်လုပ်ပါမယ်စီရင်ထည့်ပါမယ်ဒီနေရာမှာစီရကြတော့ကြက်စီကိုလည်းအသုံးပြုလို့ရပါတယ်မင်းလေးကတော့ရိုးရိုးစီကိုအသုံးပြုထားပါတယ်ရှင်စီပူလာရဲ့ချက်တွင်ပြုခြင်းနောက်ပြီးအမြင့်ကလေးတွေထည့်ပြီးကြော်ပါမယ်အယောင်လေးတွေနည်းနည်းညှို့လာပြီးဆိုရင်တော့ဆန်းထည့်ပြီးတော့ကြော်ပါမယ်ရှင်ပြီးပြီဆိုရင်တော့မင်းလေးတို့ထမင်းပေါင်းလေးကိုပြောင်းထည့်ပါမယ်ရှင် အစောကပြုတ်ထားတဲ့ကြက်တာပြုတ်အရင်လေးကိုထည့်ပါမယ်။ရေကကြတော့မီလီလိုပုံမှန်ထမင်းချက်တဲ့အချိန်ထည့်ပေးရမှာဖြစ်ပါတယ်။ပြီးပြီဆိုရင်တော့ကြက်တာကြက်ပောင်လေးကိုထည့်ပြီးတော့မီလီလို ပုံမှန်ချက်နေကြအတိုင်းလေးပဲချက်ထားပေးလိုက်ပါမယ်ရှင်။အခုဆိုရင်မီလီလိုထမင်းကလည်းကျက်နေပြီပေါ့နော်။ကြက်တာကိုဆဲထုတ်ပါမယ်။ဟိုမီမီစားတုံးမဲ့ပကံလေးကို ပြောင်းထည့်ပြီးတော့မီလီလို ကျက်စီထမင်းလေးကရပါပြီရှင်မင်းလေးလိုပဲအကြိုက်ချစ်တူတွေအတွက်လိုက်လှူစားကြည့်လို့ရအောင်ဗီဒီယိုလေးကိုမင်းလေးကမျှဝေပေးပါတယ်ရှင်ဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်ဗီဒီယိုတစ်တင်မှပြန်ဆောင်ကြမယ်ရှင်အားလုံးဘိုင်ဘိုင်